လာပါရှင်ကျမကတော့ချူချူဆမ်မ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်စစ်ကောင်စီတပ်ကစကိုင်းတိုင်းကကာကွယ်တပ်ဖွဲ့တွေစုံမမှုများတဲ့မြို့နယ်တွေကိုစစ်ကြောင်းထိုးတာနဲ့အင်အားဖြည့်တာတွေလှုပ်ဆောင်နေတယ်လို့ကာကွယ်တပ်ဖွဲ့ဝင်တွေကပြောကြားပါတယ်သတိသတင်းပေးပို့ထားပါတယ်ရှင်စကိုင်းတိုင်းဝက်လက်မြို့နယ်ကိုလည်းအော်တိုဘာလ26ရက်နေ့ကရွှေဘုံမြို့ပေါ်ကအင်အား200ဝန်းကျင်ပါတဲ့စစ်ကောင်စီတပ်သားတွေကစစ်ကြောင်းနှစ်ကြောင်းခွဲပြီးစစ်ကြောင်းထိုးနေပါတယ် အော်တိုဘားလ၂ရက်နေ့မှာပထမစစ်ကြောင်းကတကနန်းရွာနီးမှာကာကွယ်ရေးတပ်ဖွဲ့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေပေမဲ့ထိခိုက်မှုအသေးစိတ်ကိုတော့မသိရှိရသေးပါဘူးဒုတိယစစ်ကြောင်းကရွာစင်လှည့်လည်နေကတော်လိုင်းရင်တပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားပြီးဇီးရိုးရွာကပြည်သူနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာအဲ့ဒီစစ်ကြောင်းကလှည့်ဦးကြီးရွာထဲရောက်ရှိနေတယ်လို့ဒေသခံတွေကပြောပါဗျ။ ပြင်းစည်းအချိန်ကြီးကတော့သူတို့ခွေးတွေဆက်ပြီးလှုပ်ရှားမှုပဲပြုလုပ်နေတယ်ဗျအခုကျွန်တော်ဒေါ်လာရေးပေါ်ရတယ်မယ်ဝိုင်းနေတော့လည်းဝိုင်းတာလေဒါပေမဲ့ဆုပ်လိုက်ပါတိုက်လိုက်ဆုပ်လိုက်ပုံရတယ်အဲ့ဒါမျိုးပေါ့သူလောလောနဲ့သူတို့ကသူတို့ရဲ့ဘဘဘကြီးကခိုင်းနေတာကြီးခုဓာတ်တွန်းလုပ်နေတဲ့ခါကျတော့သူတို့ကစကြောင်းအင်အားများတဲ့ကကြောင်းနဲ့နဲ့ကြောင်းနဲ့ပေါက်ပေါက်ဝါတွေကအင်အားများတဲ့ကဖုတ်ဖုတ်ပေးရတယ်ဗျဆလင်းကြီးမြို့နယ်မှာလည်းအော်တိုဘလာ၁၉ရက်နေ့ကစပြီး1ပေါင်ကျင်းနီစီမံကိန်းမှာလုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့ မုံရွာဘက်ကလာတဲ့စစ်ကောင်စီတပ်သားတွေကစစ်ကြောင်းထိုးနေကြတာပါစစ်ကြောင်းကြောင့်ပြည်သူ16000နီးပါးလဲစစ်ပေးရှောင်နေကြရတာနှစ်ပတ်နီးပါးရှိပြီးလက်ရှိမှာဝန်ပေးရွာနဲ့ပလောင်ရွာမှာစစ်ကောင်စီတပ်သားတွေအထိုင်ချထားတယ်လို့ဒေသခံတွေကပြောကြပါတယ်ပေါ်မှာရပလောင်ရွာရဲ့အစ်မအဲ့နေရတော့ရှိတယ်။လက်လက်ငယ်ဒီလိုရှောက်ပစ်တာတွေရောရှိတယ်။အဲ့မှာရှောက်ပစ်တော့ပြည်သူတွေကနေလေဦးဖြစ်တာပေါ့။လောလောဆယ်တော့ထိတိမရှိဘူး။ဟာဆယ်တဲရွာတော့ကတော့ထိတိမရှိတယ်။ ်အဲဝမ်းမင်းနဲ့ဘလောင်မှာတော့ထိတိမမရှိတော့စကိုင်းတိုင်း6ဦးမြို့တောင်ဘက်အထက်မန္တလေး6ဦးမုံရွာလမ်းနဲ့မုံရွာ6ဦးပခုတ်ကူလမ်းဆောင်မှာအထိုင်ချစစ်ဆေးရေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကနိုဝင်ဘာလ2ရက်နေ့မှာဝင်ရောက်တိုက်ခိုက်ခဲ့တာပါအဲ့ဒီတိုက်ခိုက်မှုမှာစစ်ကောင်စီဘက်က၄ရောက်တေဆုံးပြီးတော်လိုင်းဘက်က၁ရောက်ကြာဆုံးခဲ့တယ်လို့စစ်တပ်ဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ပြည်သူ၂ရောက်တေဆုံးခဲ့ပါတယ်မုံရွာမန္တလေးလမ်းမိုက်မှာလည်းစစ်ကောင်စီတပ်သားတွေကခီးသွွားကားတွေကိုရက်ခိုင်းပြီး ကားတွေကိုအကာအကွယ်ပြုကာသွာလောင်မှုတွေလှုပ်ဆောင်နေရလို့ခရီးသည်တွေကပြောကြပါဗျ။ချောင်းဦးမြို့ပေါ်မှာလည်းအထိုင်ချစခန်းတွေကစစ်ကောင်စီတပ်သားတွေအင်အားသုံးပြီးမြို့နယ်တဝိုင်းလှုပ်ရှားမှုတွေပူလှုပ်ဆောင်နေရလို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောကြပါဗျ။ကျွန်တော်တို့ပုံမှန်လှုပ်ရှားရင်ထွေဦးတွေကပဲလှုပ်ရှားပြီးအခုအဲ့လိုမဟုတ်တော့ကြတယ်ထုံးလုံးအင်အားတွေနဲ့အင်အားသုံးပြီးလှုပ်ရှားတာကအကြီးဆုံးတော့မြပလဲရှိမယ်ဟိုဘက်အရှန်ရှိမယ်ထောင်းမြူတွေထိုင်နေကုန်ပေါ့400လောက်ရှိအခုမှလှုပ်ရှားတဲ့ပုံစံလှုပ်ရှားမှုလုပ်တဲ့ခါတိုင်းအင်အားသုံးပြီးလှုပ်ရှားတာ ပုံမှန်သုံးနေကြရင်အဲပိုသုံးပြီးလုပ်ကြတာစစ်ကောင်စီတပ်ကကျင်းပမဲ့ရွေးကောက်ပွဲနီးလာရတဲ့အမျှစကိုင်းတိုင်းတွေကိုစစ်အင်အားဖြည့်ရတဲ့လေကြောင်းတိုက်ခိုက်မှုတွေစက်တိုက်လှုပ်ဆောင်နေရလို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောကြပါဗျ။ကျမဒီရီပါဖြောပြေပွဲစင်မြင့်ထက်ကနေပြိတ္တတွေကို ပြောခဲ့တဲ့စကားတွေကြောင့်အစောရောဂျေဖိုင်ယာဝေဘခံနေရပါတယ် သူ့ရဲ့လူမှုကွေရက်မှာဖော်ပြထားချက်အရ AR တိုင်းတဲ့ကဖြောပြပွဲတစ်ခုရဲ့စင်မြင့်ချက်မှာပြိတက်ကိုပြောခဲ့တဲ့စကားတွေကြောင့်ဝေဖန်ခံရတာဖြစ်ပြီးသူ့တချင်းတွေကိုချစ်တဲ့ပြိတက်တွေကပါလူမှုရေးပြည်တံတွေခပ်ဖို့တိုက်တွန်းနေကြပါတယ်။နိုဝင်ဘာလတရက်ကပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်မှာတော့အစိုးရ J Fire ကခပြက်ကာလမှာအနုပညာသမားတရားအုံနေနဲ့မိဘနဲ့ပြိတက်ကိုဘလို့စောက်ရှောက်ရမယ်ဆိုတာသိကြောင်းမိမိကိုယ်ကိုမထိခိုက်အောင်နေပါစသဖြင့်ပြောဆိုခဲ့တာဖြစ်ပါတယ်။ နိုင်ငံကျော်ဆိုတော်တယောက်အနေနဲ့ဖြောပြပွဲစီမင်းထက်မှာအခုလိုပြောဆိုတာဟာပြည်သူတွေနေစီရင်ဆိုင်နေရတဲ့အခက်အခဲတွေကြုံနေရတဲ့ဒုက္ခတွေကိုလေးလျူရှုပြီးပြည်သူကိုစိန်ခေါ်နေတာလို့စစ်တပ်ကိုထောက်ကူပြုနေတဲ့အမှုပညာရှင်တွေကိုလူမှုရေးပြည်ထောင်ခတ်ဖို့တိုက်တွန်းနှိုးဆော်နေတဲ့ FNCC Burma Future Community ကပြောပါတယ်အစိုးရ J-Fire ကိုလူမှုရေးပြည်ထောင်ခတ်ဖို့ FNCC Burma ကထပ်မံတိုက်တွန်းပါတယ်ရှင် လက်ရှိရုရှားနဲ့စစ်မြေပြင်မှာယူကရိန်းအစိုးရဟာလက်တွေ့ဂိမ်းတစ်ခုဖန်တီးပြီးထိရောက်အောင်မြင်တဲ့တက်ခတ်မှုတွေအတွက်စုချတာမျိုးတွေပြုလုပ်နေပါတယ်။ဒါဟာယူကရိန်းဘက်ကရုရှားစစ်သားနဲ့စစ်လက်နက်ပစ္စည်းတွေကိုတိုက်ခိုက်နိုင်တဲ့အပေါ်မူတည်ပြီးအမှတ်ပေးတာမျိုးဖြစ်ပါတယ်။ဥပမာအဖြစ်ရုရှားစစ်သားတဦးဒေဟာရရဲ့ရှစ်မှတ်နဲ့အသက်ဆုံးရှုံးခဲ့ရင်12မှတ်ဒါမှမဟုတ်တက်ကာရစီထိခိုက်ပျက်စီးသွားရင်ရမှတ်20နဲ့အလုံးစုံဖြက်စီးပြနိုင်ရင်တော့ရမှတ်40အထိပိုင်ဆိုင်နိုင်မှာပါ။ အလားတူရုရှားကနေဒုံးကျည်အများအပြားပြည်လွှတ်နိုင်တဲ့စနစ်ကိုဖျက်ဆီးလိုက်ရင်ရမှတ်90ဆိုတာမျိုးအပါအဝင်ဒရုန်းအကူအညီနဲ့ရုရှားစစ်သားတယောက်အရှင်ဖမ်းမိမယ်ဆိုရင်တော့အမြင့်ဆုံးအမှတ်120ထိရရှိနိုင်ပါတယ်။2024ဩဂုတ်လတုန်းကဒီပြိုင်ပွဲကိုအစမ်းသဘောအနေနဲ့စတင်ခဲ့ပြီးနောက်တက်ရင်အလိုက်အမှတ်ရဖို့အတွက်ရှင်းပြန်လာကြတာတွေ့ရပါတယ်။ဒါကြောင့်စစ်ကြောင်တစ်ခုကအမှတ်များများရလေလေ ပိုပြီးကောင်းမွန်တဲ့ဆီလက်နက်တွေကိုဝေယူနိုင်လေလေဆိုတော့ဂိမ်းပြိုင်ပွဲပုံစံမျိုးဖြစ်လာခဲ့တာပါအဲ့ဒီအထဲမှာထောက်လိုက်ရဲ့အခြေခံ drone တွေနဲ့ဖောက်ခွဲရေးပစ္စည်းတွေတည်ဆောင်နိုင်တဲ့ drone အကြီးစားတွေပါဝင်သလိုစစ်သားတွေအတွက် ဆိုရင်လည်းစုရစိတ်နဲ့ရာထူးတိုးပေးတာမျိုးအထိထည့်သွင်းထားပါတယ်ရှင်ဒီပီယိုမြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆမ်ပါရှင် Thank mm -hmm. you.